စစ်တပ်ဘန်းကိုပြစ်ဒဏ်မှုအတွက်ရုရှားစစ်သားတယောက်ကိုယူကရိန်းတရားရုံးကထုံတမ်းတသက်ချမှတ်လိုက်ပါတယ်။လက်ရှိစစ်ပွဲဖြစ်ပွားနေတဲ့နိုင်ငံရဲ့ရန်သူစစ်သားတယောက်ကိုယူကရိန်းတရားရုံးတခုကထုံတမ်းတသက်ချမှတ်လိုက်တာဟာအခုပထမဆုံးအကြိမ်ဖြစ်ပါတယ်။2024ခုနှစ်တုန်းက အသက်42နှစ်အရွယ်ယူကရိန်းစစ်သား Vitali Hofnu ကလက်နက်ချခဲ့ပေမဲ့အသက်28နှစ်အရွယ်ရုရှားစစ်သား Dmitry Kurashov ကသူ့ကိုပြစ်ဒဏ်ခဲ့ကြောင်းယူကရိန်းတရားရုံးကစစ်ဆေးတွေးရှိခဲ့ပါတယ်။ နိုဝင်ဘာလ6ရက်နေ့မှာတော့အဲ့ဒီပြမှုအတွက်ဂူရာ shop ကိုထောင်ဒဏ်တသက်အစီရင်ချမှတ်လိုက်တာပါ။2024ခုနှစ်ဇန်နဝါရီ6ရက်နေ့ကဖြစ်ရတဲ့ပတ်သက်လို့ကျွမ်းကျင်ပညာရှင်တွေရဲ့အစီရင်ခံမှုတွေမျက်မြင်သက်တွေထွက်ဆိုချက်တွေဗီဒီယိုမှတ်တမ်းတွေကိုအထောက်အထားဖြင့်တရားခွင်စီတင်ပြခဲ့ကြောင်းအစိုးရရှင်တွေက ပြောပါတယ်။အဲ့ဒီတုန်းကဂူရာ shop နဲ့အပေါင်းပါစစ်သားတွေဟာယူကရိန်းရဲ့ဇာပိုရီဇီယာဒေသတွေမှာစစ်ကန်တစ်ခုကိုဝင်ရောက်စီးနင်းခဲ့တာပါ။ ်အဒီဖြစ်စဉ်အတွင်းမှာဟော့ဖ်နူကလက်နက်ယူမလာပဲတွားတွားထွက်လာပြီးအညံ့ခံကြောင်းပြောပေမဲ့ဂူရာရှော့ကအနီးကတက်ပြီး AK47 rifle နဲ့အချက်ရည်တချို့ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်ဒီလိုရဟာဆက်ရစွေးမှုမြောက်တယ်လို့တရားရုံးကအဆုံးဖြတ်ခဲ့ပါတယ်အဒီနောက်ဂူရာရှော့နဲ့သူ့အဖွဲ့သားတွေဟာယူကရိန်းတပ်တွေဝိုင်းတောက်ကိုခံခဲ့ရပြီးတုတ်ပန်းအနေနဲ့အဖမ်းခံခဲ့ရတာဖြစ်ပါရှင်